်ရှင်သာရိပုတ္တရာရဲ့ယင်နေကစိတ်နေသဘောထားတစ်ခုကိုအလုံးပိဋကကိုဖော်ပြသူဟာပုဂ္ဂိုလ်တယောက်ကိုမျက်နှိုးပြီးဆိုရင်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမျက်နှိုးသလဲလောကမှာအပေါင်းအသင်းမိတ်ဆွေဆိုတာအမှန်တမ်းအရေးကြီးတယ် အပေါင်းသင်းမိတ်ဆွေရေကြီးတို့ဘင်္ဂနာတရားထဲမှာဆိုရင်အသေဝနာစပါဠနာပဏိတန်နေစသေဝနာဆိုပေါင်းသင်းမှုကိုအဓိကထားပြီးတော့စတင်ရတာဘင်္ဂနာရှိဖို့အတွက်ပေါင်းသင်းဆက်ဆံမှုကရှိဦးအရင်ကကြာလို့မြတ်စွာဘုရားအလိုဟောအဲ့ဒါကြောင့်မို့ရှင်သာရိပုတ္တရာမထေရ်မြတ်က လောကလူတွေအများရှိတယ်ထင်တယ်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာမျက်လို့ဖို့ကောင်းတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာမျက်လို့เสียမကောင်းဘူးလဲဆိုတာကိုအတိအလင်းပေါ်ပြတဲ့အနေနဲ့မတ္တရာစကားကိုပြောခဲ့တာဖြစ်တယ်အဲ့ဒါနဲ့တတိထားကြရမှာဖြစ်တယ်ဘုရားရှင်သာရိပုတ္တရာမထေရမြတ်ကမာမေကရာစီပပိသောရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမတွေ့ရခင်နဲ့တဲ့ဒါသူ့ သူ့ရဲ့ဆံနော်ကိုကိုချုပ်တောင်းရင်အဲ့ဒါလိုပဲချုပ်တောင်းအောင်ရုံမှလည်းစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲတော့မှမဆုံးရစေနဲ့ဒါဖြင့်ပါပိဋ္ဌာရုံမှလည်းစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာပါမမမကန်တဲ့နိလန်းနဲ့ရှင်းမွန်းခန့်ရတဲ့ပုဂ္ဂိုလ်တွေဖြတ်တန်းရောက်ချင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပါပိဋ္ဌာလို့ခေါ်တယ်နော် ကိုယ်မတကယ်အရေးချင်းမရှိဘဲနဲ့အထက်တန်းကိုတက်ချင်တယ်အရေးချင်းရှိအောင်မလုပ်ဘဲနဲ့ဖြတ်တန်းကနေလှုပ်တယ်အဲ့ဒီလိုပုံကိုယ်တွေဟာမမမကန်နဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေရှိတယ်လို့ဒီလိုဆိုလိုတယ်ဗျာအပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်းလူတော်ဟောင်းဟန်ဆောင်တတ်တယ် အဲ့ဒါလို့ဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဘယ်တော့မှမဆုံတွေ့ပြရစေနဲ့ဒါသူ့လူကိုရွေးချယ်တဲ့ပေါင်းတဲ့ဆက်ဆံမှုသူ့ကိုရွေးချယ်တဲ့ကမ္မအဲ့လိုရွေးချယ်ကုတိတော်ဟိနဝီရိယောတဲ့ကုတိတော်ဆိုတာပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတယ်ဆိုတာဘယ်ကိစ္စမှာပြင်းတာလဲဆိုစဉ်းစားကြည့်ဒီနေရာမှာဆိုလိုတဲ့ကုတိတာဆိုတာဘာလို့လဲ လောကီစီးပွားရေးလုပ်ဖို့ရပြင်နာတို့အလုံးမလုံးချင်းနဲ့အပြင်းတို့အဲ့လိုမျိုးလည်းရှိတယ်နော်အဲ့ဒီအပြင်းကဘာဖြစ်လဲဆိုအလုံးမလုံးချင်းမှုဆိုရင်ကြီးပွားတုတ်တက်မှုမရတော့ဘူးဒီပုဂ္ဂိုလ်စာတရားမဲ့အချိန်စာမတင်ဘူးစာကြဲမှာပြင်းနေဆိုသူကအောင်မြင်ကြီးပွားမှုမရှိတော့အဲ့ပုဂ္ဂိုလ်မျိုးအလုံးမလုံးချင်းမှုပြင်းနေဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတုတ်တက်မှုမရနိုင်တဲ့ပုဂ္ဂိုလ်တွေဒီနေရာမှာတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ရင်ထဲမှာ မကောင်းတဲ့အတွေးတွေရှိနေပါရဲ့တန်းနဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကကုသတ္တပြည်သူလို့ဒီလိုခေါ်တာနော်မကောင်းတဲ့အတွေးတွေစိတ်ကူးရင်နေတဲ့မကောင်းတဲ့အကုသိုလ်နဲ့ပတ်သက်တဲ့လောဘနဲ့အတွေးဒေါသနဲ့အတွေးတွေကိုစိတ်ကူးရင်လက်ခံပြီးတော့ဒီအတွေးပေါ်မှာနေတဲ့ပုဂ္ဂိုလ်ကိုကုသတ္တလို့ခေါ်တယ်ပြည်သူတဲ့ ဘယ်တော့မှအထက်တန်းရောက်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့ကုသိတေနအာဂရိဏတိရတိတိကုသိတော်ရုပ်ပြဆင်းမြက်စုံလုံးမြုပ်သွားတဲ့ပုဂ္ဂိုလ်ဂုံတိတ်ခါအပြင်မပေါ်တော့ဘူး။ပြင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအထက်မရောက်လာဘူးလို့သူတို့ဆိုလိုတယ်ပေါ့။ကုသိတော်ခိနဝီရိယောလုံလဝီရိယရေရောနေတဲ့ပုဂ္ဂိုလ်လုံလဝီရိယဆိုတာဘာတော့ ပြောရမယ်ဆိုလို့ရှိရင်လောကီစည်းဝါးရေးမှာလည်းလုံလဝီရဆိုတာလိုအပ်တယ်။တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လည်းခုနကမကောင်းတဲ့စိတ်တွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားရမယ်။ကောင်းတဲ့စိတ်တွေမွေးမြူဖို့တိုးတက်ဖို့ကြိုးစားရမယ်။အဲ့ဒီကြိုးစားမှုနှစ်ပြတ်ရှိကိုရှိရမယ်နော်။ကိုယ့်ရင်ထဲမှာမကောင်းတဲ့စိတ်တွေရှိနေအောင်မဖယ်ရှားပဲ။ကောင်းတဲ့စိတ်တွေမရှိတာကိုရအောင်မကြိုးစားပဲနေရင်ခိတဝီရိယလို့ခေါ်တယ် သီလဝိရိယလို့ခေါ်တယ်။အဲ့ဒါမျိုးမဖြစ်အောင်ကိုယ်မှသီလမရှိသေးရင်သီလရှိအောင်ကြိုးစားရမယ်။သီလတွေပြင်းပြနေတယ်ဆိုရင်နောက်ထပ်အကျင့်မပြတ်အောင်ဖယ်ရှားဖို့ကြိုးစားရမယ်။အကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားရမယ်။အဲ့ဒါလို့မကြိုးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာလူတော်လူကောင်းဖြစ်လာဖို့မရှိဘူး။ မကောင်းတာတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းကောင်းတဲ့အရာတွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးစားမှုနှစ်ရပ်ဟာအရေးကြီးဆုံးပဲတနည်းအားဖြင့်ခွဲလို့ရှိရင်ကြိုးစားမှု၄မျိုးဆိုတဲ့တမပ္ပတန်တရား၄ပါးလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ရအောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားပြစ်ဖို့ကြိုးစားရမယ်။မကောင်းတဲ့နဲ့ပတ်သက်ပြီးနှစ်ခု။ဥပမာမင်း လူတယောက်ဟာစိတ်တို့ရတယ်စိတ်ခဏခဏဆိုးရတယ်ဆိုစိတ်ဆိုးတာအကုသိုလ်ပဲလေအဲဒီစိတ်တို့ထက်တဲ့စိတ်ဆိုးရတယ်ဆိုတာကိုမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်ထိန်းသိမ်းဆောင်ရှောက်ရတဲ့အတိုင်းစိတ်ဆိုးမှုပေါ်လာလို့ရှိရင်လည်းဂျင်းထဲမှာကြာရှည်မခံအောင်တွန့်လန့်ဖြစ်ရှာအဲ့ဒါမှဝိရိယရှိတယ်လို့ခေါ်နောက်တစ်ခါမေတ္တာခေါင်းပါတယ် မေတ္တာခေါင်းမနေတဲ့ဆိုရင်မေတ္တာတရားကိုယ့်ရင်ထဲမှာတည်ဆောက်ဖို့ကြိုးစားတည်ဆောက်ပြီလို့ရှိရင်လည်းတိုးတက်များပြားပြီးအရှိန်အဝါကြီးမားလာအောင်ကြိုးစားမယ်ဒီလိုဆိုလို့ပေါ့ကောင်းတဲ့ဟာကိုတည်ဆောက်ရမယ်ရလာပြီးရင်တိုးတက်အောင်လုပ်ရမယ်အဲ့ဒါကိုသမဗ္ဗံတရား၄ပါးလို့ခေါ်တယ်ကိုယ်မှာတည်လားမရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိပြီးရင်ပူပြီးတော့မျက်မျက်နှိုးနှိုးနဲ့ထိမ့်သိမ်းဆောင်ရွက်တောင်းအောင်ကြိုးစားရမယ် အဲ့ဒါမှလူဘဝမြင့်တက်တာမှဖြစ်တယ်ဟုတ်ဒီလိုဆက်လို့တယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရကကြည့်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်လုံလဝီရိယမရှိတဲ့ပုဂ္ဂိုလ်မျိုးနဲ့ဘယ်တော့မှမဆုံတွဲခြင်းဘူးတဲ့ဘယ်တော့မှလည်းတိုးတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေဒီလိုပုဂ္ဂိုလ်မျိုးเนาะမဆုံတွဲခြင်းဘူးတဲ့အပတုတောအနာရတောကိနလောကသမိန်ကိတိယာ တချို့ကသင်ယူရမှလေ့လာရမှအဘဒ္ဓမပြင်းနေမသင်ယူခြင်းဘူးရှားဘူးနာဝဘောဓုတအလွန်နဲတယ်ဘောဓုတမရှိဘူးဘုရားဗန္တာဝင်ဖြစ်လာတယ်ဖခင်ဘာကြောင့်ကိုးဝဲရတယ်နော်ဒုသနာမှာဘလို့ရှိရမယ်သီလဘာကြောင့်စောင့်သိနေဒါနကုသိုလ်ဆိုဘာကြောင့်လိုရတယ်ဆိုတဲ့ရှားဘူးနာဝကစပြီးတော့သင်ကြားထားတာဘာတစ်ခုမှမရှိဘူး သူများတွေသင်ကြတယ်အဘိဓမ္မာကိုယ်ကဘာမှမသိဘူးသင်ခြင်းနဲ့စိတ်လည်းမရှိဘူးဆိုဒါမဟုတ်သေးဘူးနော်အပတုတ္တအာအဘိဓမ္မာတွေသင်ကြတယ်ဝိသုဒ္ဓိမေတ္တီသင်ကြတယ်ဖျားဟောတဲ့တရားဓမ္မတွေနဲ့သင်ကြဖတ်ယူနာယူမှုဖတ်ရှုမှုဆိုတဲ့သင်ကြမှုတွေတခုမှမရှိဘူးဆိုရင်သူဟာဘာတစ်ခုမှသိမှာမဟုတ်ဘူးပေါ့ လောကီနဲ့ပတ်သက်ပြီးတော့လည်းသင်ကြံမှုမရှိဘူးရှင်ကြီးပွားတွတ်တက်မှုကဘာအသိဉာဏ်မှရှိမှာမဟုတ်ဘူးအဲ့ဒါလို့အပတုတ္တဘောဓုတ္တနေပြီးတော့သင်ကြံမှုအားနေတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့လည်းမဆုံရင်ဘူးအနာတုံးလူဆိုတာပတ်ဝန်းကျင်ကိုယ်ကိုယ်ပဲလေးစားရမယ်ကိုယ်ပတ်ဝန်းကျင်ကိုလည်းလေးစားရတယ် ပုဂ္ဂိုလ်လည်းမလေးစားဘူးတရားလည်းမလေးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာကြီးပွားမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့လေးစားမှုကင်းတဲ့ပုဂ္ဂိုလ်မျိုးနဲ့လည်းဘယ်တော့မှမတွေ့ချင်ဘူးဘာကြောင့်လို့ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့လို့ဘယ်လိုလုပ်ပြီးတော့လောကမှာဘာကြောင့်ဘာအကျိုးရအောင်မှာလို့ဘာမှမရဘူးနော်ကိနလောကသမိန်ဂိန်တိယအဲ့ဒီပုဂ္ဂိုလ်တွေမှာတိုးတက်เสียရလမ်းဆိုလို့တစ်ခုမှမရှိဘူး ဘာမှဖြစ်လာမှာမဟုတ်သည့်အတွက်ကြောင့်သူတို့နဲ့ဆုံတွေ့ရခြင်းဟာအလကားပဲတန်ဖိုးထာတတ်ပုံကိုကြည့်ရအောင်နော်ကိုနဲ့ဆုံတဲ့ပုဂ္ဂိုလ်ဟာဟိုဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူเสียဘောဓုတ္တစကားတွေမကြမ်းနိုင်ရပေဘူးလားကြားနိုင်သူစူးစမ်းတဲ့ပုံတွေကိုသိရတဲ့အခါကိုလည်းစူးစမ်းခြင်းသိဖြစ်လာသူစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ကိုလည်းစိတ်ကောင်းနှလုံးကောင်းမွေးလာဖို့အနေထားမျိုးရှိတယ် အဲ့ဒီလိုမှမဟုတ်ပဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိကြိုးစားအထုံးမှုမရှိဘောဓုတ္တမရှိတဲ့ပုဂ္ဂိုလ်နဲ့နေလို့ကတော့လောကကြီးမှာဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့မဆုံးစည်းချင်ဘူးဘုန်းကြီးတို့တွေလည်းအဲ့ဒီဆန္ဒထားရမှာဖြစ်တယ်ပေါ့နော်ဒါဖြင့်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုသူကဆုံးစည်းချင်တာတုံးဆိုပဟုတုတောသမေတဝီတိလေသူသူသမာဟိတော စေတောသမထမနုယုတ်တော်အပိမௌဒနိတိတ်ထတုသူတော်ကောင်းနေကြတော့ဘလောက်ထင်အောင်စိတ်ထဲမှာမျက်မျက်နှုံနှုံရှိတော်သူရှင်သာရိပုတ္တရာကပြောလိုက်တာဘဟုတုတ္တလောကီဘုသူတ္တပဲဖြစ်စေဓမ္မရေးရာဘုသူတ္တပဲဖြစ်စေအသိပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တဲ့ခေါင်းမော်တင်ထားခြင်းပါလေအဲ့လို အပိပုံတ္တိတိတ်ချတုသူခေါင်းပေါ်မှာရှိနေပါဆိုအဲ့တော့အတိပညာကျွမ်းသွားတဲ့ပုဂ္ဂိုလ်တွေဟာသူခေါင်းပေါ်မှာရှိနေပါစေအပိမုံတ္တိတိတ်ချတုခေါင်းပေါ်တင်ထားခြင်းပါပဲမေတ္တာဝီစဉ်းစားတတ်တယ်စဉ်းစဉ်းစားစားရှိတယ်ဘယ်ရပဲဖြစ်ဖြစ်အယံလုံးလေးမရှိဘူးအတိပညာထက်မြက်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုခေါင်းပေါ်တင်ထားခြင်းပါတယ်တိလေသူသူတမဟိတော် ိုချင်းတရားကိုအခိုင်အမာကိုချင်းသီလပေါ်မှာအခိုင်အမာရှိတဲ့ပုဂ္ဂိုလ်။ငါးပါးသီလဆိုရင်ငါးပါးသီလမချိုးပေါက်ပဲနဲ့မြဲမြဲလုံလုံထင်းထင်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်မျိုးနော်။ရှစ်ပါးဆိုရင်ရှစ်ပါးသီလထင်းထင်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်မျိုး။ကိုဆောက်ရှောက်မဲ့ကိုချင်းတရားဒီပေါ်မှာလေးမြတ်တဲ့ပုဂ္ဂိုလ်မျိုးတွေဆိုရင်သူ့ခေါင်းပေါ်ပဲတင်ထားပြရစေ။ညလို့တယ်စေတောတမထမနုယုတ်တော်ဆို စိတ်အလုတ်ဘာဝနာကမ္မထအလုတ်တစ်ခုလုံးအောင်မလုံးလို့ရှင်လောကမှာဒုက္ခနဲ့ကြုံလာလို့ရှင်ထပ်ပေါ့မရဒုက္ခနဲ့ကြုံလာရင်လည်းထပ်ပေါ့မရစိတ်ဆွမ်းအားတွေကိုရအောင်ဘာဝနာဆိုတဲ့အလုတ်ကိုလုံးဘာဝနာဆိုတာဗာပြောတာတော့ဆိုတတိအားနေနေလို့ရင်ကိုယ့်ရင်ထဲမှာတတိဖြစ်အောင်လုပ်တာသမာဓိအားနေနေရင်သမာဓိကိုလေ့ကျင့်ထူထောင်တယ်ပညာအားနေနေရင်ပညာကိုလေ့ကျင့်တယ် အာကစားသမားတွေဟာမလေးကျင်ရဘူးလားအပြေးသမားတွေဆိုရင်အများရန်လေးကျင်ရတယ်ဘောသမားတွေဆိုရင်အများရန်လေးကျင်နေရတယ်အောင်လိုက်အင်စန်တို့လို ဖိုက်တာတွေဆိုလည်းပဲအများလေးကျင်နေရတာလေမလေးကျင်ပဲသွားထိုးလဲတော့မှာပေါ့ဆိုလိုတာကစိတ်သက်ရေးရလဲပဲအဲ့ဒါလိုပဲလေးကျင်ရတယ်လို့ဆိုလိုတယ်နော်လေးကျင်ရမယ်အဲ့ဒါလိုလေးကျင်တဲ့ပုဂ္ဂိုလ်မှသာလဲသူကဒီ ထူးခြားတဲ့ပုံ။ဒါမို့စေတောတမထမနုယုတ်တော်စိတ်ရဲ့ငြိမ်းချမ်းမှုတွေစိတ်ရဲ့တည်ငြိမ်မှုတွေအတွက်တမထကျင့်စဉ်ဝိပဿနာကျင့်စဉ်အဲ့ဒီအသိပညာနဲ့တမာတိတိုးတက်ရတိုးတက်ကြောင်းတွေကိုလေ့ကျင့်ရအောင်။အခုခေတ်မှာဘုရားဗဒမဟုတ်တဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့ဆုံးမတွေကိုလက်တွေ့တုံးချနေကြတယ်။ကြားဝူးကြလိုက်မယ်။သတင်းစာတွေတို့ဖိဆုပ်တဲ့တို့ပေါ်ပြနေတယ်။အင်္ဂလန်မှာ လန်ဒန်မြို့မှာကျောင်းပေါင်းဘုရားတန်ကျောင်းပေါင်း80လောက်က mindfulness လေးကျင့်ကံကိုမလုပ်မနေရဆိုပြတ်တမ်းထားတတိပဋ္ဌာန်လေးကျင့်ကံမယ် mindfulness နော်အဲ့တော့ဈေးတယ်တွေလည်းဈေးမသွားခင်မနေ့ကနိုင်ဝဲလောက် mindfulness လေးလုပ်ဖက်လေးဝင်လေးလေးမှတ်အုံနောက်ကြည့်ပြီးတော့ဈေးရောက်လို့ကောင်းတော့ဈေးရောက်လို့ကောင်းတော့ ရုံသွားမဲ့လူတွေလည်းနိုင်ဝဲလို့ရုံမသွားခင်အိမ်မှာမနဲ့အေးရထားပြီးတော့ထက်လေဝင်လေလေးမှတ်သွားနိုင်ဝဲလို့ထိုင်ပြီးခေါင်းတွေချီရုံကြတော့အလုပ်တွေအဆင်ပြေကုမ္ပဏီအလုပ်တွေသွားမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းအဲ့လိုကျောင်းဆရာဆရာမတွေဆိုတော့လည်းကျောင်းကျောင်းမသွားခင်မိုက်ဖုနက်စ်တွေပြေးကျင်သွားကျောင်းသားတွေကလည်းပဲထို့တူပဲ နော်စာကျက်ရင်ပို့ပြီးတော့အသိဉာဏ်လေးရလာအောင်လို့ဆိုပြီးတော့မနေ့အိယာဒါဖြစ်စေညာအိယာဝင်ပဲဖြစ်စေထွက်လေဝင်လေလေးမှတ်သွားပြီး mindfulness လေးခြင်းကလုပ်သွားလူတန်းစားအတိအသီးဟာအဲ့လိုလုပ်သွားမယ်ဆိုရင်အုံနောက်ထဲမှာလေတန်းနေဝင်ပြီးတော့အုံနောက်ကရှင်းသွားမှာဖြစ်တယ်ခေါင်းရှုပ်တယ်ဆိုတာမရှိတော့နော် ခေါင်းနဲ့ရှုပ်နေလို့ရှိရင်စီပင်ခေါ်ပြီးတော့ရှင်းလို့လည်းရတာမဟုတ်ဘူးအဲ့တော့ကိုယ်ကောင်ကအမိုက်ဖုန်ကြီးဖြစ်ခြင်းဖြစ်နေတတ်တယ်အမိုက်တွေမထဲအောင်တတိထားပြီးတော့ mindfulness လေ့ကျင့်ကနေရှင်းဒါအထည်တည်းလက်တွေ့ကြတဲ့တရားမရှိတကယ်လုံးချစ်တကယ်လုံးချစ်လို့ရှိရင်တကယ်အကျိုးရှိတာမှဖြစ်တယ်နော်ဘုရားဝါဒမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲ ဒါကိုအကျိုးရှိတယ်ဆိုတာသိလို့ mindfulness နေခြင်းကကိုမတင်မနေရအကြောင်းလိုက်မှလောက်ခိုင်းနေပြီကိုယ်ကနော်အဲ့တော့မြန်မာပြည်ကလူတွေကရိတ်ကသွားမှလောက်ရတယ်လို့စိတ်ကထင်းနေမဟုတ်ဘူးအိမ်မှာပဲလောက်ရကိုယ်အိမ်မှာကိုယ်ဖျားရှိကိုယ်ဒီကလူတွေကတော့လောက်တော့လောက်ပါတယ်ဘာတွေတော့ဆိုအယွတ်တွေတော့လောက်ပဋ္ဌာန်းကြံ့ကြီးဖတ်မလားဖတ်တယ်သိလားဆိုတော့တစ်လုံးမှလည်းမသိဘူးတစ်လုံးမှလည်းမသိဘဲနဲ့ဖတ်တယ် တကယ်ကတော့ငါပဲလှုပ်လို့တိတိနဲ့တမိုးရှိရှိလှုပ်တဲ့မှာပေါ့နော်အဲ့ဒါဖတ်တာကုသိုလ်ကုသိုလ်ရတယ်ဆိုတဲ့အသိလေးကတော့ရှိမှာပေါ့လေကုသိုလ်ရဖို့ကုသိုလ်ရဖို့တဲ့တောင်းမှစီးပွားတက်ဖို့ဖတ်တာလားတော့မသိပါဘူးစီးပွားတက်ခြင်းလို့ဖတ်တယ်စီးပွားတက်ခြင်းကတော့အလုပ်ကြိုးစားလုပ်မှစီးပွားတက်မှာပေါ့ပထမဖတ်ရုံနဲ့စီးပွားတက်တယ်ဆိုတော့ဘယ်လိုဖြစ်မှာလဲအမေရိကန်လူတွေတယောက်မှပထမမဖတ်ဘူး တတိတွေဖြစ်နေကြတယ်ချမ်းသာတဲ့နိုင်ငံလူရပထမဖတ်လို့ချမ်းသာတော့မှမဟုတ်တာနော်မဖတ်ရဘူးလို့ပြောတာမဟုတ်ဘူးတလွဲလေအိဗေမကောင်းနဲ့ရှိခွားတက်ချင်လို့ဖတ်ရင်ကတော့ဒါမှားနေခရီးကိုကြီးညိုလို့တရားကိုကြီးညိုလို့ဖတ်ရတယ်ပူဇော်တဲ့အနေနဲ့ဖတ်တယ်အဲ့ဒါဆိုရင်ရတယ်မရှိခွားတက်ချင်လို့ဆိုရင်တော့တော့မဖတ်နဲ့စေရတာတော့အဲ့ဒီလို့ တလွဲကိုလုံနေတာမျိုးကတော့မလုံတဲ့ဘူးပေါ့တလွဲကိုမလုံတဲ့သူ့ဟာနဲ့သူအညာဖြစ်ရတောက်ဆေးကိုလိမ့်ဆေးလုတ်ပြီးမလိမ့်နဲ့လိမ့်ဆေးကိုလည်းတောက်ဆေးမလုံနဲ့သူ့ဆေးဟာသူ့ဟာနဲ့သူလိမ့်ဆေးကိုလိမ့်တောက်ဆေးကိုတောက်ဓမ္မယောဂဆိုတာပြောင်းမှဖြစ်တယ်နော်အဲ့တော့အခုပေးထားတဲ့နိလန်းနေရတကယ်စနစ်ချတဲ့နိလန်းနေစေတောသမထမနုယုတ်တော်ကိုယ်စိတ်တွေတည်ငြိမ်မှုအတွက်အသိဉာဏ်တွေတိုးပွားမှုအတွက် မိုက်ဖူနက်စ်မေတင်ကလေးစပြီးတော့နောက်ဆုံးနိဗ္ဗာန်တရားတက်လန်းနိုင်တဲ့အသိပညာတွေရအောင်ကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တွေဟာသူ့ခေါင်းပေါ်မှာရှိပါသေးတယ်အဲ့တော့ဘယ်ပုဂ္ဂိုလ်မျိုးကတန်ဖိုးထားရမလဲဘယ်ပုဂ္ဂိုလ်မျိုးကတန်ဖိုးမထားရဘူးဆိုတာရှင်သာရိပုတ္တရာမထေရကအခုလိုရှင်းရှင်းလေးဒီအသိပညာပေးသွားတာပဲဖြစ်တယ်ဘဝမှာတိုးတက်ဖို့ရအတွက်က ဒီပေါင်းသက်ဆက်ဆံမှုကနံပါတ်1အရေးကြီးတယ်နံပါတ်1အရေးကြီးဒါဟုတ်မင်္ဂလာတရားနဲ့ပတ်သက်လာတဲ့အခါမှာဆိုရင်နော်အသိပညာမရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပြီးတော့အလုံးလုံးပဲဆိုရင်အသိပညာမရှိတဲ့ပုဂ္ဂိုလ်ကိုလုံးတမားဟာလွယ်လွယ်ချော်ချော်တွေဖြစ်ပြီးတော့ကုလုံငန်းတွေပျက်စီးကုန်။ဒါကြောင့်မို့အသေးဝနာစပါဠနာဆိုတာအဲ့ဒါပြောတာ။သူစီကအကြံဉာဏ်ယူပြီးလုပ်ရင်ကုန်လွယ်ချော်မှာပဲလေ။ ပဏိတနေသသေဝနာတကယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသင်းဆက်ဆံပြီးတော့အလုံးလုံးအောင်အလုံးလုံးမှပဲအောင်မြင်ကြီးပွားနိုင်တယ်။ဒါကြောင့်မို့နိုင်ငံတိုင်းနိုင်ငံတိုင်းဟာစီးပွားရေးအကြံပေးတွေဆိုတာလောက်ရတယ်လေ။တတိလိမ္မာတဲ့ပုဂ္ဂိုလ်တွေရဲ့အကြံဉာဏ်ကိုယူပြီးတော့လုံးမှလောကမှာအောင်မြင်ကြီးပွားနိုင်တာဖြစ်တယ်။အဲ့ဒါကိုတတိထားပြီးတော့အာသေဝနာသဗ္ဗလာနံပဏိတနေသသေဝနာသင်္ဂလာတရားရဲ့ အရေးပါပုံတတိထားဖို့လိုအပ်တယ်ပုံရှင်သာရိပုတ္တရာမထေရကအဲ့ဒါနှစ်ခုကိုနှိုင်းရှင်တဲ့အနေနဲ့လောကမှာအသုံးမကျတဲ့ပုဂ္ဂိုလ်မျိုးတွေစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဘယ်တော့မှမဆုံးမရစေနဲ့စိတ်ကောင်းရှိပြီးတတ္တိမိမာတဲ့ဘောဓုတ္တရှင်တွေဟာသူ့ခေါင်းပေါ်တင်ထားခြင်းတင်ထားပါရဲ့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပဲအများရန်ဆုံးစည်းခြင်းနဲ့လို့ဟောရလို့အမတ်တရားစကားဘဝမှာ နေစဉ်နေထိုင်တဲ့အခါမှာစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ထွပောက်လေးတွေကိုတည်လံပေးပြီးပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးပေါင်းသင်းပေါင်းတိုက်တဲ့ပုဂ္ဂိုလ်တွေကိုရှင်သာရိပုတ္တရာမထေရကတိတိလင်းလင်းသူ့ရဲ့မတ္တရာစကားထဲမှာမိတ်ဆွေခဲ့တာဟာမိမိတို့အလုံးတရားချက်ကင်းသူတော်စင်ပြိဿအပေါင်းတို့အဖက်ဘဝမှာတန်မိုးရှိတဲ့ခိုင်လိုင်းတွေဖြစ်ပြီးကိုယ့်ဘဝကြီးပွားတိုးတက်အောင်ဒီအဆုံးအမတရားတော်တွေကို ကိုယ်တိုင်လိုက်နာကြရမှာဖြစ်တယ်။တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ရှင်သာရိပုတ္တရာမထေရရဲ့မတ္တရာစကားများဟာဒုဘဝအတွက်ကြီးပွားတိုးတက်နိုင်တဲ့အရာတွေဖြစ်လို့ဒုတွေကလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီတတိမကွာကြိုးစားအားထုတ်